ဒီနေ့ကျမမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတယ်ကျမတို့ရဲ့အနီးကပ်သောလူသားတွေကိုတံပိုးထားတတ်ပါစေဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးခြင်းပါတယ်ဘယ်လိုမျိုးတံပိုးထားရမလဲစေယုံစေကန်းတွေကိုသွားရဲဆိုလို့ရှိရင်လေအဖိုးကြီးတွေကိုတွန်းလဲတွန်းပေးတဲ့အများစုခါသူ့ရဲ့အမျိုးသမီးရှိရဲဆိုရင်သူ့ရဲ့အမျိုးသမီးကတွန်းလဲတွန်းပေးလိမ့်မယ် သူ့ရဲ့ဝေယဝိဆာတွေကိုလောက်ကင်ပေးနေတဲ့သူကလည်းသူ့ရဲ့အမျိုးသမီးဖြစ်လိမ့်မယ်။ဒါပေမဲ့အမျိုးသမီးတယောက်စေခံသွားပြီဆိုလို့ရှင်ရင်သူရဲ့တွန်းလဲကို တွန်းပေးတဲ့သူက သူ့ရဲ့သားသမီးဒါမှမဟုတ်လို့ရှိရင်သူတို့အိမ်မှာခေါ်ထားတဲ့အကူကလေးတွေဖြစ်နေတာများတယ်ပေါ့နော်အဲ့ဒီလိုပဲ အဲရက်ွက်ထဲမှာနော်လမ်းထဲမှာကျမတို့ရဲ့ပတ်ဝန်းကျင်မှာအမြဲတမ်းကြားဘူးတဲ့စကားတစ်ခုရှိရဲ့ဟဲအဖိုးကြီးကနေမကောင်းဖြစ်နေတာလေအဖွားကြီးကဘာလို့တည်သွားလဲအဖွားကြီးကအကောင်းကြီးကနေပြီးတော့တည်သွားတယ်နော်အဲ့ဒီလိုမျိုးစကားတွေကြားဘူးကြလားကျမကတော့အမြဲတမ်းကြားဘူးတယ်ကျမကကိုကိုနဲ့လည်းရှင်ပြီးတော့စဉ်းစားကြည့်လိုက်တော့လေအဲ့ဟာကဘာကြောင့်လဲဆိုတဲ့အဖြေတစ်ခုထွက်လာတယ်သိလားအဲ့ဒါကဘာကြောင့်လဲဆိုတော့လေကျမတို့ကအိမ်အောင်ရှင်မတွေ ကျမတို့မှာမိခင်စိတ်အပြည့်ရှိတယ်။ကျမတို့ဟာကျမတို့ရဲ့အမျိုးသားတွေ၊ကျမတို့ရဲ့သားသမီးတွေ၊ကျမတို့ရဲ့မိဘတွေတစုံတစ်ခုဖြစ်တယ်၊နေမကောင်းဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့ကအမြဲတမ်းတတိမပြတ်ဖန်တဲ့ဂယူးဆိုင်တယ်ပေါ့နော်။ဒါပေမဲ့ကိုကိုကိုဂယူးဆိုင်ဖို့ကြတော့မေ့နေတတ်တယ်။ကျမတို့ဖြစ်တဲ့ ဂျောခါတွေဟာသူတို့ဖြစ်တာရင်းနဲ့ရှင်လိုက်လို့ရှင်ရင်အမြဲတမ်းပပျောက်သွားတာကြီးပဲပေါ့နော်ကျမတို့ကဒုတိယနေရာရောက်နေတယ်ပေါ့အဲ့ဒါကြောင့်အော်ရက်ွက်ထဲမှာကြားနေတယ်ဒီစကားတွေကဟုတ်ပါလားအဖိုးကြီးကနေမကောင်းဘူးအဖွားကြီးရက်တည်သွားဘာဖြစ်လို့လဲအဖိုးကြီးနေမကောင်းတော့ပြုစုနေတဲ့ဒီအဖွားကြီးကသူ့ကိုယ်တိုင်နေမကောင်းဘူးသူ့ကိုယ်တိုင်ခံစားနေရတဲ့ဝေဒနာတွေကိုထုံမပြပဲနဲ့ဒါကသူ့ရဲ့ဘေးနာလို့ तू ကတန်ဖိုးထားတာနော် အဲ့ဒီတော့လေအပြန်အလှန်ပဲယောက်ျားတွေကလည်းမိန်းမတွေကိုတန်ဖိုးထားရမယ်မိန်းမတွေကလည်းယောက်ျားတွေကိုတန်ဖိုးထားရမယ်သားသမီးတွေကလည်းမိဘတွေကိုတန်ဖိုးထားရမယ်မိဘတွေကလည်းသားသမီးတွေကိုတန်ဖိုးထားရမယ်အဲ့ဒီလိုအပြန်အလှန်လေးရှိမှအဲ့ဒီလိုမျိုး ဟိုပြုစုစောင့်ရှောက်နေတဲ့သူရဲ့စိတ်ထဲမှာလीစိတ်ဒဏ်ရာတွေမရပဲနဲ့ပျက်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းနိုင်မှာเนาะအဲ့ဒီလိုမဟုတ်ဘဲနဲ့ကိုယ့်ဘက်ကပဲအပေးရှိပြီးတော့သူ့ဘက်ကပြန်လာတာမရှိဘူးဆိုလို့ရှိရင်လည်းပြုစုစောင့်ရှောက်ရတဲ့လူပြုစုစောင့်ရှောက်ရတဲ့သူရဲ့ရင်ထဲမှာဘလောက်တောင်များဟိုဝမ်းနေမလဲပေါ့เนาะကိုကတော့ဩအရန်နဲ့ရှိလို့ကို့အမျိုးသားကို့မိဘကို့သားသမီးလေးတွေကိုဟိုအချိန်နဲ့အမျှ ရင်အုပ်မကွာစောင့်ရှောက်တယ်ပေါ့နော်ကိုကလေးကြတော့ကိုကိုဟိုလှည့်ကြည့်မဲ့သူမရှိဘူးဆိုတော့ခံစားချက်မျိုးကိုခံစားရတဲ့အခါဒီလူတယောက်ရဲ့စိတ်ထဲမှာဘလောက်တောင်ခံစားရမလဲเนาะအဲ့ဒါကြောင့်ကို့အိမ်မှာအဲ့ဒီလိုလူမျိုးကို့ကိုအမြဲတမ်းပြုစုစောင့်ရှောက်ပေးတဲ့သူမျိုးကို့ကိုအမြဲတမ်းဂရုစိုက်ပေးတဲ့သူမျိုးရှိတယ်ဆိုလို့ရှင်သူ့ကိုလည်းတဖန်ပြန်ပြီးတော့ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်ရှင်အများကြီးကျေးဇူးတင်ပါတယ်